မိမပွင့်ရှုပ်ကနောက်စနေအငယ်ထောင်ယူထားတဲ့ဆိုရယ်ကောလာဟာလာကိုအခုလိုအံ့အားသင့်စရာကြောင်းရင်အောင်အင်တာဗျူးတွေမဖြေတာကြာပြီဖြစ်တဲ့မင်းသားကြီးကြောင်းရင်အောင်ကတော့အခုတစ်ခါမှတော့သူနဲ့ပတ်သက်လို့မဟုတ်မမှန်တိုက်ခိုက်ပြောဆိုရိုင်းနဲ့ပတ်သက်လို့ပြန်လည်ဖြေရှင်းလာတာပါလူတွေကမင်းသားကြောင်းရင်အောင်ကိုမိမကိစ္စရှုပ်ဝေးရဆိုပြီးတရင်တီးကြလဲမရှိဘဲနဲ့ကိုထင်ရမြညာတွေကိုဝေဖန်တိုက်ခိုက်နေကြတာကြောင့်အင်တာဗျူးတစ်ခုမှာအကြောင်းစုံပြန်လည်ဖြေရှင်းလာတာပါပြည်သက်ကြီးတွေအားလုံးချစ်ခင်အားပေးကြတဲ့ရုပ်ရှင်မင်းသားကြီးကြောင်းရင်အောင်လို့မတည့်ရတူမရှိတော့ပါဘူး မင်းသားကြီးကျော်ရင်အောင်ဟာရုပ်ရှင်ဇာတ်ကတော်တော်များများလာလေသူရိုက်ကွင်းရမဲ့ character ဇာတ်ကောင်နဲ့ညီပြ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 တင်ဥဆောင်ထတာကြောင့်ပရိသတ်ကြီးရဲ့ရင်ထဲကိုရအောင်ပို့နိုင်ခဲ့တာပါကျော်ရင်အောင်ရိုက်ခွေးရတဲ့ character တွေမှာဆိုရင်အမြင်လိုလိုသဘာဝဆန်ဆန် character မျိုးတွေကိုတွေ့ရမှာပါဒီလိုမျိုးလက်တွေ့ဘဝဆန်ဆန်ဇာတ်ရုပ်မျိုးကိုလည်းအပြင်မှာအမှန်တကယ်ဖြစ်နေသလားဆိုပြီးတော့မေကွန်ထောလောင်းတင်ဥဆောင်ကောင်းလာတာပါဒါကြောင့်လည်းမင်းသားကြီးကျော်ရင်အောင်ကတော့ရုပ်ရှင်ချင်းချစ်ပရိသတ်ကြီးတွေချစ်ခင်အားပေးထားတဲ့နာမည်ကျော်တင်ဥဆောင်တွေကတယောက်လို့ဖြစ်လာပါတော့တယ် အခုဆိုရင်ကျောင်းရောင်ဟာရုပ်ရှင်လူပညာလောကမှာအောင်မြင်ဆုံးတဲ့ဝိုင်းပြုံဆောင်ကောင်းဖြစ်နေပေမဲ့လည်းပြင်ပလောကမှာတော့မကြာခဏနာမည်ဆိုးတွေသတင်းဆိုးတွေထွက်လေရှိတာပါကျောင်းရောင်ကငငယ်ကလေးကစိုးခဲ့မိုက်ခဲ့ပြီးတော့ဝင်းကလေးကိစ္စလေးရှုပ်တယ်လို့လူတွေကဝေဖန်ပြောဆိုတိုက်ခိုက်ကြပါသေးတယ်ဒီလိုကိစ္စမျိုးကသူကိုယ်တိုင်တော့ဟုတ်လားမဟုတ်လားဆိုတာကိုပြန်မေးရွာလောက်တဲ့အထိပါပဲမင်းသားမင်းမိတွေနဲ့မကအနုပညာတိုင်းဝန်ကလူတွေအောင်မြင်လာပြီးဆိုရင်နေရာတစ်ခုရလာပြီးဆိုရင်မီဒီယာသမားတွေနဲ့အပြင်လူတွေကပါ ူဘာလုပ်လဲဘာပြောလဲဘသူနဲ့နောက်မီးလင်းနေလဲဆိုတာဆာ KC တွင်းချကိုစုံစမ်းပြီးတော့ဟုတ်သည်ရှိမဟုတ်သည်ရှိရှောက်ပြောပြီးတော့ဝေဖန်နေကြတာပါအစိုးဆုံးကတော့မင်းသားကျော်ရောင်ကိုအမြဲတမ်း KTV မှာဆက်တီမှာပဲတွေ့နေရတယ်ပြီးတော့လည်းပထမဇနီးနဲ့ကွာရှင်မီမကြသေးဘူးနောက်ထပ်မိန်းမချောချောလေးကိုယူထားတယ်စသဖြင့်ဝေဖန်တိုက်ခိုက်ကြတာပါဒီလိုကောလာဟလာတဲ့နေ့ကိုတော့နောက်ဆုံးမှကျော်ရောင်တယောက်ဖြည့်ရှင်းရပါတော့တယ်ကျော်ရောင်ကခုဆိုရင်ဘာပဲလုပ်လို့တောင်းလေးနဲ့တမီးလေးမျက်နှာငယ်မဲ့အလုပ်ဆိုရင်ရှောင်ပြီးတော့လုပ်တယ်တောင်းလေးနဲ့တမီးလေးကိုအယမ်းချစ်တာကြောင့် သူတို့စိတ်မကောင်းဖြစ်သွားမဲ့ကိစ္စအဖေတယောက်အနေနဲ့သားသမီးရှင်မညနာငင်ရမဲ့ကိစ္စတွေကိုသူလုံးဝမလုပ်ပါဘူးလို့ပြောလာတာပါမိမငငယ်ချောချောလေးနဲ့အိမ်တော်ပြုတ်ထားတယ်ဆိုတာမျိုးလဲလုံးဝမရှိခဲ့သလိုမိမရှုပ်တယ်ဆိုတာကလည်းမဟုတ်ဘူးလို့ဆိုပါရင်သားနဲ့သမီးရှင်ရဲ့ငငယ်တော့ကတော့လူငယ်ပီပီစိုးခဲမိုက်ခင်တာမျိုးတော့ရှိခဲ့ပေမယ့်သူကြားနေရတဲ့ကောလာဟလာရဲ့တော့သူမစိုးသွမ်းဘူးလို့လည်းပြောလာတာပါ ပထမအိမ်တော်နဲ့ကွာရှင်းပြီးတာတော့မှသားနဲ့သမီးစိတ်မကောင်းဖြစ်မှဆိုလို့ဇနီးဟောင်းနဲ့တော့တိမ်ထဲမှာတီးတန့်နေထိုင်ပေးခဲ့လို့ပွင့်လင်းစွာနဲ့ဖြေဆိုထားတာပါနောက်ပြီးတော့သူတို့တွေက KTV မှာပဲအမြဲတမ်းတွေ့နေရတယ်ဆိုတာကလည်းသူရင်ကကိုရိုင် KTV တခုထောင်ခဲ့ဦးကြောင်း KTV ပိုင်ရှင်လို့သူဆိုင်နေရာမှာတွေ့နေရတာထူးဆန်းသလားလို့တော့မေးခွန်းထုတ်ခဲ့ပါတယ်မင်းသားကျောင်းရောင်ကတော့သူ့ရဲ့အိမ်တော်ရဲ့ကိစ္စနဲ့ပတ်သက်လို့သဘောလင်းလင်းပြောဆိုနေကြတာကိုရက်တန့်ကရက်ဖို့တောင်းပန်လာတာပါ။နောက်ဆုံးကျောင်းရောင်ကတော့သူနဲ့မကတိပဲနဲ့တားဖြစ်သူကပြောဆိုတာကြောင့် ဒေါ်လာတွေထွက်နေကြတာပါသူသားရဲ့ဖြစ်သူစေးမှုနဲ့ထောင်ကြတယ်ဆိုတာလုံးဝမဟုတ်ကြောင်းလည်းပြောလာတာပါဒီဗီဒီယိုလေးကိုဆုံးဖြတ်ချင်ပါပြီခင်ကြတဲ့ပရိသတ်တို့ကရောမင်းသားကြောင်ရောင်နဲ့ပတ်သက်လို့မိမိအမြင်လေးရှင်းလင်းမျှဝေပေးသွားကြပါဦးနော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးထူပေးတင်ရှိပါတယ်နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်အားကောင်းတဲ့တရင်ကြောင်ရမျိုးစုံနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်